ခေါဆွေးကြော်လေးစားနေတဲ့အခန်းပေါ့နော်ခေါဆွေးကြော်စားနေတဲ့အခန်းလေးကတော့ကျွန်တော်တို့အရင်သဘာဝကြလို့နေပြန်ရင်ထဲကိုစို့တက်သွားတဲ့အာအခိုက်တက်ဘယ်လိုခေါ်မလဲတန်ပူစင်းကြီးတွေမှာတည်မလားအဲ့လိုမျိုးဖြစ်ဘယ်လိုခေါ်မလဲရင်ထဲရောက်ဒုစားဖြစ်တာမဟုတ်လေဒီလိုမျိုးအဲ့လိုမျိုးဘယ်လိုပြောရမလဲတချို့အဲ့လိုမျိုးစင်းလေးတွေကခေါဆွေးကြော်လေးစားနေတာဒါပေမဲ့စားနေရလေးကိုပါတည်မလားတနာဘူးကောင်းနေတာလေအော်ရက်ပြီးပြင်ပါ ွေးပြန်လာပြီဟာတွေးကြပြီဒီနေ့ညီမလေးနဲ့ဗိုက်စာနေမယ်ဆိုတာဒီလိုကိုရခေါင်းစကြောတခါလေးဝင်လာခဲ့တယ်။တောင်းတင်ရခင်မှာဝင်ခွင့်ရတဲ့ခေါင်းစကြောကဘာမှမအောင်လုံးပဲ။ကိုကြီးမောပြလိုက်တာ။ကဲစားကောင်းနေဆိုရင်စား။ဝမ်းဝမ်းသာစားပေါ့။နော်။ကျွန်တော်တို့မောင်နှမအခုလိုဆင်းဆင်းရဲနဲ့လူတန်းစီမနေနိုင်တော့ဘူး။အဖေနဲ့မညံ့လို့။ဘယ်ပါစကားပြောရလဲ။အဖေနဲ့မရအတော့မကြဘူး။ ကောင်းပါကောင်းပါမင်းတို့ကငါ့ဘဝတည်တော်ဆိုးသမ်းမှာဆုံးသွားတဲ့ဖေတဲ့မေတို့မင်းတို့မဆောင်ကားနဲ့ငါပေးတော်မခွင့်မလို့ဘူးနေထိနေမယ်တော့မထင်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောရမလဲအာနေထိနေတာထက်ဟိုပေါ့နော်ဘယ်လိုပြောမလဲဒီကားလေးကမေတ္တာတရားကိုပြရဲကားဆိုတော့ကျွန်တော်ကျင်တဲ့နေမယ်လို့ထင်ကျင်တဲ့ခံစားချက်ပူဖြစ်မယ်လို့ထင်တယ် ကျွန်တော်ရဲ့ character ကတော့ဒီထဲမှာအဲလူလိမ္မာလေးပါပဲလူလိမ္မာဗျာပြန်ကျွန်တော်ပေါ်ကလိမ္မာရဲ့ပုံပေါက်လို့ဒီကားလေးကအခြေခံလူရန်စားတွေကိုပူစားပြတဲ့ကားလေးလေးဖြစ်တယ်ပြီးတော့ select ကလည်းအရင်ကောင်းတာတည်ရတိုင်းပဲအဲတော့ဒီကားမှာကျွန်တော်ပါပေမဲ့ဘယ်လိုပြောအောင်လဲကျွန်တော်ဘယ်လိုပြောအောင်လဲဒီထွေလာကိုကျွန်တော်ပြန်ကြည့်ရတဲ့အခါမှာ ကျွန်တော်ဒါပေမဲ့ဇက်လိုက်တဲ့ဆောင်ကအရင်နေလေဒီကားထဲမှာတစင်းလားပဲဆောင်လိုက်တာဟုတ်ခါကြောဇက်လိုက်ရိုက်နေတဲ့အခန်းဒီပါကျွန်တော်မပါရရက်ဒီဆိုတော့ကျွန်တော်မကြည့်ရအောင်ဘူးအာ behind the scene မကြည့်ခဲ့ရအောင်ဒါပေမဲ့ထွက်လာထွက်လာတော့ခါကြောရင်းနေကိုနင့်သွားပြီးတော့လေအော်တော်တော် item ကောင်းတာပဲလို့ကဲပြီပဲထင်တယ်ဒီနေ့တော့เนาะဒါနှစ်ကားရှိပြီဟောဒါပထမအဦးဆုံးကားပေါ့နော်နောက်ကဥစုံနေရထားတဲ့ဒရိုက်တာအဦးဥစုံနေရထားတဲ့ကားလေးမှလည်းစုံပါတယ် ဟိုကတော့ဟာတာကလေးပေါ့ဒါကတော့ drama လေးပါဆုံးရတာဇလိုက်ကတည်းကတည်းက easy ပဲအာလောကပကနာမရှိပဲတကယ်လုံနိုင်တယ်ဗျာပြီးပြည့်တယ်ဟိုဝမ်းတာပါရင်သူ့လို legend တောင်းနဲ့ဒီကားထဲမှာသူရိုက်ပုံ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 ဝင်ရတယ်ခေါဆွေးကျော်လေးစားနေတဲ့အခန်းပေါ့နော်ခေါဆွေးကျော်စားနေတဲ့အခန်းလေးကတော့ကျွန်တော်တို့အရင်သဘာဝကြားလို့နေဗျာရင်းနေကိုစုတ်တက်သွားတဲ့အာအခိုက်တက်လို့ပေါ့လေတန်ပူစင်းကြီးတွေမှာ တင်မလားအဲ့လိုမျိုးဖြစ်ဘယ်လိုခေါ်မလဲရင်းနေရအောင်ကိုစားဖြစ်တာမဟုတ်လေဒီလိုမျိုးအဲ့လိုမျိုးဘယ်လိုပြောရမလဲတချို့အဲ့လိုမျိုးစင်းလေးရဆော့ဆွေးကြော်လေးစားနေတာဒါပေမဲ့စားနေရလေးကိုပါတင်မလားတနာကိုပေါင်းနေတာလေအော်ရက်ပြီးပြန်လာသူတို့ကိုကျွန်တော်လီစားလီစားသူရှိရသူတို့ကမရှိရင်ကျွန်တော်တို့မျိုးကြီးကညစ်ပတ်နေမှာပေါ့သူတို့ကသူများမလုပ်ချင်တယ်မလုပ်နိုင်တဲ့အလုပ်မျိုးလုပ်နေရလေကျွန်တော်သူတို့လီစားရကျွန်တော်စိတ်ကအဲပြီးတော့အဲ အဒီဝန်ထမ်းတွေဆိုတာအရင်ပြန်မှန်ပါရဲ့အဒီစီဗီဝန်ထမ်းမဟုတ်ဘူးဒီဒီဝန်မှာလုံးလို့ရတယ်သူဆိုတော့အရင်ပြန်မှန်တယ်သူတို့ဒီကားလေးကဘလိုဖြစ်ကိုစားပြုပြီးတော့သူတို့အမောပြည်စီမယ်လို့ကျွန်တော်ထင်ပါတယ်ခက်ခဲတော့အများကြီးတော့ရှိအောင်ပါတော့နော်အမအများကြီးတော့ကြုံထွားအောင်ပါတော့ဒါပေမဲ့ကျွန်တော်လုံနိုင်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကဘလူစိတ်ုံမျိုးဆိုကျွန်တော်လုတ်ဖို့အသင့်တယ်ကျွန်တော်ကလုတ်ချင်တဲ့စိတ်ပဲရှိတယ်ကျွန်တော်လုတ်ပြချင်တယ်ပြီးတော့လုံနိုင်တယ်လို့လည်းပုံကိုယုံကြည်တယ်ဒါပေမဲ့ စလိုက်ရဲ့စေဘုံဘုံတဘုံလောက်ပဲကောင်းပါတော့ဗျာတည်ရမလားစလိုက်ဖြတ်တန်းလာရဲ့အတွေ့အကြုံပြီးတော့သူ့ရဲ့ပါရမီဒါရီကိုတော့ဘယ်လိုက်လို့ရအောင်လဲကျင်းရပါရဲ့ဟိုလိုမျိုးအဲ့တော့အရင်ကြီးတော်နေလို့တော့ခုဘက်ကောင်ဒီဘက်ကောင်ပါနေရမှမဟုတ်ပါဘူးခင်ဗျာဟိုစားဟိုဘယ်လိုပြောရမလဲတိုက်ဆိုင်သွားတာပါဟုတ်အဲဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားထားပါရင်ရရင်ရရနေရတာဒီလေဟိုဒီဘက်ကားလေးမှာဆိုလေအခန်းနေပြီမဲ့ ာရတဲ့နေရာနေအကောင်းဆုံးပြီးတော့ကျူးသားထားပါရဲ့ဒီဘက်ကခရိုက်တာလေးတော့အဲပိတ်သက်ချင်မယ်လို့ထင်ပါရဲ့ခင်ဗျာဟိုအဘိုးစားကင်းဘက်မှာလည်းဒီလိုပါပဲဟိုအဟာကင်းဘက်ကကြောကောမစ်ဒရမာလေးဆိုတော့ပေါ့နော်အဒီထက်တော့အဘယ်လိုခေါ်လဲကျွန်တော်အခန်းပုံများများလည်းပါတယ်လှုပ်ဆောင်ကြလည်းရှိပါတယ်ဟုတ်ဒါပေမဲ့နှစ်ဘက်စလုံးမှာကျွန်တော်အကောင်းဆုံးလုပ်ထားပါတယ်ဒီကလည်းအိုရဲ့မြေတောင်ပြရဲ့စကားမျိုးဗျာဟိုကလည်းအမီတယောက်ရဲ့မြေတောင်ပြရဲ့စကားမျိုးဆိုတော့ ဟုတ်တယ်မေတ္တာပေးရကားလေးရောဖြစ်နေเนาะဥမာပြောမှာကျွန်တော်ဟုတ်တယ်เนาะနှစ်ကားဆိုတော့ဟုတ်တယ်ဗျအထူးဆန်းတယ်เนาะဟိုကဟိုလိုပြောအောင်လေလောကကြီးမှာမေတ္တာတရားထားရဆိုရင်ຢာလုံးကပူပြီးအေးချမ်းသွားတာပဲလေအော်ဒီလိုအချိန်နေမျိုးမှာဒီလိုအချိန်ခါလာမျိုးမှာပြည်သက်တွေအတွက်ဒီလိုကားမျိုးလေးဒီပြနိုင်တာတကယ်ဟိုဆိုတက်ဆက်နိုင်တာဘုံယူပါတယ်ကျွန်တော်မကြည့်ရသေးဘူးခုမှကြည့်ရမှာဒီနေ့မှာဒါပေမဲ့ ပေါ်လွန်ပါတယ် trailer ကိုကြည့်ရနေတယ်ဘယ်လိုခေါ်မလဲအကိုတယောက်ရဲ့မြစ်တာစလိုက်မျိုးလုံးထဲမှာအကုန်ပေါ်နေတယ် character တွေမှာပါနေပါတော့ဟိုဟိုဒီဘက်ကင်းကားကတော့ကြည့်ပြီးပါပြီအာကောင်းပါတယ်ပြည်သက်တွေကိုအာမတူတဲ့တိတ်စီပြီးမဲ့ကားမျိုးလို့ကျွန်တော်အမှတ်ထင်ပါတယ်ဒီလိုပါပဲအကူအကူတအကုန်လုံးဒီမှာရှိရဲ့အာညီမရှိရဲ့အကူတွေတိုင်းနဲ့တူတူပါပဲခင်ဗျာဒီကားလေးကို အဲ live အပီးကြပါအောင်လို့အဲကြောင့်ဆိုတော့ဒီကားလေးကမြစ်တရားကိုခုံညွန်းတဲ့ကားလေးဖြစ်တယ်လို့အခြေခံလူရဲစားတွေကိုအဲ represent လုပ်တဲ့ကားလေးဖြစ်ပါတယ်လို့ပြည်သက်ကြီးအပီးကြပါအောင်ခင်ဗျ